အမျိုးသမီးတွေအတွက် အရေးပါဆုံးစီအတုံးအများဆုံးစီတောက်လဲတောက်နေကြစီဆိုတော့ဗာမြန်ပါလေဒီနေ့မှာတော့အမျိုးသမီးတွေအတွက်အရေးအပါဆုံးအတုံးအများဆုံးအတော့ဖြစ်ဆုံးစီးတစ်ခုရဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်လို့တီချာလီနားထောင်ရုံမက အရင်ရှင်းထားလိုက်ဖို့ရလိုပါတယ်။ကျမကတော့မပွင့်ဖြစ်ဝင်ပါဈေးဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်။ အမျိုးသမီးတွေအတွက်အရေးပါဆုံးစီအတုံးအများဆုံးစီတောက်လေးတောက်နေကြစီဆိုတော့ဗာမြန်ပါလေအားလုံးနဲ့ရင်းနေပြီးသားပါဗာလေးလေဆိုတော့ဒီစည်းလုံးလေးပါဒီစည်းလုံးလေးကိုမြင်ရင်အမျိုးမျိုးထင်ရှားလေးရှိတယ်ဗိုက်တာမင် E လားအိုမီဂါ3လားနိုးပါ Ebony Primos Wine မှာဒီစည်းလေးကဒီ 21st Century USA Made ဘူးတွေက Evenly Promose Wine 1000 mg ပါတဲ့ဈေးလေးပါ အခုအဓိက ပြောချင်တာက Evenly Promose Wine သူ့ကို EPO လို့လည်းခေါ်တာပေါ့နော် EPO ရဲ့အကျိုးပြုပုံတွေနဲ့ EPO တွေအများကြီးရှိတာဘာတွေကွာသွားလဲဆိုတာကိုပြောပြပေးပါမယ် EPO ဆိုတာဘာလဲဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ ဟော်မုန်း balance ဖြစ်အောင်လုပ်ပေးပြီးတော့အသားရေကောင်းစေတဲ့အဆီတစ်မျိုးလို့သိထားရမယ်။ EPO မှာအဓိကက omega 6 fatty acid တစ်ခုဖြစ်တဲ့ gamma linolenic acid GLA ပါဝင်တာ။ သူ့ကိုဘာလို့တောက်ရတာလဲဆိုတော့ကျမတို့ရဲ့ခန္ဓာကိုယ်ကမထုတ်လုံနိုင်လို့အခုလိုမျိုး supplement တွေအနေနဲ့တောက်ပေးရတတ်တယ်။ GLA ကဘာတွေလုပ်ပေးတာလဲဆိုရင် PMS လက္ခဏာတွေဖြစ်တဲ့ယာတိမလာခင်ရင်သားနာတာ၊ဘိုက်နာတာ၊ခေါင်းကိုက်တာ စိတ်အတက်ကျဖြစ်တာတွေကိုတက်တာစေတဲ့အစွမ်းရှိတယ်။ဒါအပြင် သွေးဆုံချိန်မှာခံစားရတဲ့ ပူလိုက်အေးလိုက်ဖြစ်တာကိုလည်းသူကညွန်နေစေတယ်။နောက်ပြီးကျမ်းမာရေးအရာဆိုလို့ရှိရင် EPO ကနှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ thyroid function ကိုလည်းထောက်ပံ့ကူညီပေးနိုင်တယ် EPO လို့ခေါ်တဲ့ Ebony Primrose Wine ကကျမတို့ခန္ဓာကိုယ်ရဲ့ healthy cell တွေဖြစ်ဖို့ရအတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ် main ကလေးတယောက်ရဲ့ energy တွေပြည့်နေဖို့နဲ့ mood level တွေမြင့်နေစေဖို့ရအတွက် EPO ကပြုလုပ်နိုင်တယ်လို့ကိုယ်ခံအားကိုလည်းကောင်းစေတယ် anti inflammatory agent တစ်ခုအနေနဲ့လှုပ်ဆောင်နိုင်ပြီးတော့သွေးတွင်းကိုလက်စောကိုလျော့ကျစေဖို့အတွက် အကူအညီပေးတယ်။ကိုယ်ဝင်မဆောင်ခင်က ကာလတွေမှာ EPO ကိုတောက်ထားလို့ရှိရင်ကိုဝင်ဆောင်ချိန်မှာခန်းစားရတဲ့သွေးပေါင်ချင်းတက်တာကိုဝင်စိတ်တက်တာတွေကိုရောကြစေတဲ့စကင်းတွဲဆိုလို့ရှိရင်လည်း healthy skin ဖြစ်ဖို့ရအတွက်အကူအညီပေးရုံမကဘူးဝက်ချံမဖြစ်အောင်လည်းကာကွယ်ပေးနိုင်တယ်နှင်းကူလိုမျိုးအရည်ပြားပြဿနာတွေကိုလည်း EPO ကတက်တာစီလို့ EPO ကို အမျိုးသားတွေလည်းအသုံးပြုတာကိုတွေ့ရတတ်တယ်အမျိုးသမီးတွေအရွယ်တစ်ခုရောက်လာရင် အဆိုးရင်ရဆုံးတစ်ခုဖြစ်တဲ့အယိုးဘွားယောဂ osteoporosis ဖြစ်တာကို EPO ကကြေညာစေတယ်။ပြောရရင်တော့ EPO ဆိုတာကကောင်းကျိုးတွေအများကြီးပေးလို့အမျိုးသမီးတွေနဲ့ကင်းလို့မရတဲ့ supplement တစ်ခုဖြစ်တဲ့အတွက် ပောက်တဲ့နဲ့အထဲမှာပါဝင်တယ်။နောက်တစ်ခုထပ်ပြီးတော့ရှင်းပြကျင်တာကဒီလိုမျိုး EPO တွေအမျိုးမျိုးရှိတယ်။ပုံစံအမျိုးမျိုးရှိတယ်။ဘယ်နေရာတွေမှာကွာသွားတာလဲဆိုလို့ရှိရင်ထုတ်လုပ်ကြတဲ့ပုံစံတွေကွာသွားတာပါ။ဒီ 21st century က EPO ကကြတော့ corporate စနစ်နဲ့ထုတ်လုပ်ထားတာကိုတွေ့ရတယ်။ corporate ဆိုတာကိုနားလည်လွယ်အောင်ပြောရလို့ရှိရင် Ebony Primus အပင်လေးကနေပြီးတော့အိတ်ဆွဲလှုပ်ပြီးတော့အဆီကိုရယူတဲ့အခါမှာအပူကိုသုံးမထားဘူး chemical solvent တွေကိုသုံးမထားဘူးဆိုတော့အပူကိုသုံးမထားတော့ EPO ထဲမှာပါဝင်တဲ့ ingredient တွေပါဝင်ပစ္စည်းတွေကပျက်စီးသွားခြင်းမရှိဘဲနဲ့အတန့်စင်ဆုံး effective အဖြစ်ဆုံးအရည်သွေးမြင့်တဲ့ gamma linolenic acid GLA တို့ကိုရရှိစေတဲ့အားသာချက်တွေကိုဖြစ်စေတဲ့အဲ့လိုမျိုး GLA မျိုးကိုခန္ဓာ ကိုကလည်းပူပြီးတော့မြန်မြန်ဆုပ်ယူနိုင်တာကိုတွေ့ရတယ်။နောက်ပြီး Go Press နဲ့ထုတ်လုပ်ထားလို့ အန်တီအောက်ဆီဒန့် level ကိုလည်းပို့ပြီးတော့မြင့်မားစေတယ်။အစီမဆိုရင်ကျမတို့ရဲ့နှလုံးကိုဒုက္ခပေးတဲ့ saturated fat တွေပါဝင်မှုကိုလျော့ချသွားစေပြီးတော့နှလုံး၊အရေပြား၊အုံနောက်အတွက်အရေးပါတဲ့ polyunsaturated fatty acid တွေပါဝင်မှုကိုပို့ပြီးတော့မြင့်မားစေတယ်လို့ research တွေမှာတွေ့ရှိရတယ်။ပုံမှန်သမယိုးကျထုတ်တာထက်တော့ waste ပိုများလိမ့်ရှိရတယ်။တနည်းအားဖြင့်ထုတ်လုံးမှုဇေယိတ်မြင့်မားတယ်လို့ပြောရမယ်။ဒါကြောင့်မလို့စီးတဲ့ အမျိုးမျိုးမှာဆိုရင်ဒီလိုမျိုးထုတ်လုပ်မှုပုံစံတွေကွဲသွားလို့လေကွာခြားချက်တွေရှိကြတာပဲဖြစ်တယ်။ EPO ရဲ့ဘေးထွက်ဆိုးကျိုးကတော့အနေငယ်ဝင်းပြော့တာ အစာအိမ်မအီမတာဖြစ်တာမျိုးလေးတွေတစ်ခါတလေမှာဖြစ်တတ်ပါတယ်။သူ့ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုရင်တစ်နေ့ကို900မီလီဂရမ်ကနေ1300မီလီဂရမ်နေ့စဉ်တောက်လို့ရတယ်။ဒီ 21st century က EPO ဆိုရင်1000မီလီဂရမ်ပါတော့ကြတော့တစ်နေ့တစ်ကြိမ်တောက်နိုင်တယ်။တစ်ခါတရံမှာလိုအပ်လို့ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ရတာမျိုးလေးရှိတတ်တယ်။ EPO ဆိုတာကြတော့ အစီအမျိုးအစားဖြစ်လို့အစာစားပြီးတောက်တာကတော့ပို့ပြီးတော့ကောင်းပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့အမျိုးသမီးတွေအတွက်အရေးပါဆုံးအတုံးအများဆုံးအတောက်ဖြစ်ဆုံးဈေးတစ်ခုကပါလီလေးဆိုတာကိုတည်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်မြောက်ဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာ ရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။